တူဒီဝဒနာရှင်များအားလုံးမင်္ဂလာပါနော်အဖွင့်နေမှာပဲအဖွင့်လှကြတယ်နော်အမျိုးတို့2400ကီအဲ့ထဲမှာကျမအကြိုက်ဆုံးကဏန်းကိုဆွဲထုတ်တာဆိုရင်ခွန်9ပတ်တီပြီးထားတာဖြစ်တယ်နော်ဒီခွန်9ပတ်တီတွေကမှမိန်းနေရနေပြီးတော့ဒီညနေမှာပဲ6ခွန်ဆိုပြီးတော့ဆင်းပြီးသွားတဲ့အတွက်အမျိုးတို့အနေနဲ့လည်းနှစ်သီးစာအောင်မြင်မှုရရှိသွားတယ်နော်အဲ့ဒါပြီးသွားတော့ ီအပတ်မှာဆိုရင် ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဇာတို့ပတ်တီကိုတလုံးပေးထားတာဖြစ်ပါတယ်ဒီကိုတလုံးဟာဆိုလို့ရှိရင်ဒီနေ့မနေ့မှာပဲကိုကိုဆိုပြီးတော့သူကဆင်းပေးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကဒီကိုပတ်တီပဲအောင်မြင်မှုကိုရရှိသွားတာဖြစ်ပါတယ်ကျမရောင်းလာဆိုရင်ဒီကကလေးတာဖြစ်ပါတယ်เนาะအဲ့တော့ကျမရဲ့အဖွဲ့ဝင်တွေကိုကျမကဒီညက်နေအတွက်ကိုကျမကနောက်တစ်ချိန်မှာထပ်ပြီးတော့ပို့ပေးတာဖြစ်ပါတယ်เนาะ နောက်တစ်ချိန်မှာထပ်ပူတာကခွန်ပတ်တီဖြစ်ပါတယ်အဲ့ဒီမှာ main order ကနေပြီးတော့6ခွန်ဆိုပြီးတော့ဒီညနေမှာပဲဆင်ပေးသွားတဲ့အတွက်ကျမရဲ့အဖွဲ့ဝင်တွေကဒီတနေ့ထဲမှာတင်3ချိန်အောင်မြင်မှုရရှိသွားတယ်နော်အဲ့ဒီလိုမျိုးအပိုင်ကစားခြင်းနဲ့ဆိုလို့ရှိရင် နောက်ဘက်မှာအဖွဲဝင်မယ်ဆိုရင်တောက်ကြညက်နေကနန်းထွက်ပြီးတာနဲ့အဖွဲကိုစာပြီးတော့ဝင်လို့ရပါပြီနော်အဲ့ဒါဆိုရင်ကျွန်မမနက်ဖြန်အတွက်ကိုအကောင်းဆုံးရှာဖွေပေးထားပါတယ်မျိုးလို့ရင် ါကမနက်ဖြန်9ရက်ဗုဒ္ဓဖူးမနက်ညဖြစ်ပါတယ်နော်ဒါကကျမကအပြီးပေါက်စိုက်ကလေးတွေလည်းရှားထားတာဖြစ်တယ်နော်။ဒါမျိုးတို့လည်းရစီခြင်းနဲ့ဆန္ဒနဲ့ကျမမှာရှားဖွေရတာနော်မျိုးတို့။ဒါကျမလည်းကျမကိုယ်တိုင်လည်းဝါသနာပါတယ်ကျမကိုယ်တိုင်လည်းထိုးတယ်နော်။ဒါကျမထိုးမဲ့ကဏ္ဍလေးတွေကိုဒါမျိုးတို့ကိုလည်းချပေးတာဖြစ်တယ်။အဲ့တော့စကြည့်အောင် 9နဲ့6နဲ့ပေါက်မှာဒီမှာက2ရောင်ချဲထားတယ်နော်အဝါနဲ့ပန်းရောင်လေး2ရောင်ချဲထားတယ်နော်အဲ့တော့ဒီလို9 6ပေါက်တော့1 1ကို8နဲ့ပေါက်မှာနော်တိရှိပေါင်းတော့ ဥပါဝါကလီဥယနခက6တူဝကီဒီနေ့ကုန်မှာ तू ကဆင်းရမယ်เนาะမျိုးတို့အဲ့ဒါပြီးတော့နောက်တစ်ခါဒီမှာပန်းရောင်လေးချက်ထားတယ်၄နဲ့ဒီ6နဲ့ပေါင်းမှာ၄6ပေါင်းတော့3ည3ညကိုဒီက8နဲ့ပေါင်းမှာเนาะဒီလိုပေါင်းမှာ3ညကို8နဲ့ပေါင်းတော့8 ရှစ်ပါဝါက3ရှစ်ကနခက1နော်မျိုးတို့အဲ့တော့ तू ကလည်းဒီဘက်က946ဒီဘက်က73တင်းနေဒီနေကုန်မှာ तू ကအပြီးဆင်းပေးရမှာ ဖြစ်တယ်။နော်မျိုးတို့အဲ့တော့ဒီဘက်နဲ့ဒီဘက်နဲ့ကို तू ကအပြီးဆင်းရမှာဖြစ်တဲ့အတွက်ဗာဆင်းပေးလဲ86ဆိုပြီးတော့ဒီက6တလုံးနဲ့ဒီက8တလုံးနဲ့ 86ဆိုပြီးတော့စင်ပြီးသွားတယ်။နော်အမျိုးတို့အဲ့တော့နောက်တစ်ပင်ကိုဆက်ကြည့်အောင်။၃ညနဲ့၈နဲ့ပေါင်းမယ်။၃ညနဲ့၈နဲ့ပေါင်းတော့၈။၈ကို9နဲ့ပေါင်းမယ်။၈၅9ပေါင်းတော့3။နည်းနည်းလေးဆောင်းပြီးမယ်နော်။ကြီးရတာမလွတ်လားလို့။၈5ပေါင်းတော့3။ 3ရဲ့ပါဝါက8 3ရဲ့နှစ်ခတ်က9နော် तू ကဒီနေကုန်မှာဆင်းရမယ်နော်အဲ့တော့နောက်တစ်ခါပန်းအောင်လေးချေထားတယ်3ညနဲ့8နဲ့ပေါင်းတော့8 8ကို1နဲ့ပေါင်းမှာနော်8 1ပေါင်းတော့9ကိုပါဝါက၄ကိုရဲ့နှက်ခတ်က၆ကိုလေး၆ကဒီနေကုန်မှာဆင်းရမယ်เนาะ ကိုဘက်ဒီဘက်ကိုအပီးနော်မျိုးဘာဆင့်ပေးွားလဲဒီက5တလုံးနဲ့ဒီက6တလုံးနဲ့65ဆိုပြီးတော့ဆင့်ပေးသွားတယ်နော်အဲ့တော့ဆက်ပြီးတော့ကြည့်ရအောင်9နဲ့1နဲ့ပေါင်းမယ် ငါးတိပ်ပေါင်းတော့6 6ကိုဒီ9နဲ့ပေါင်းမှာနော်ဒီ3လုံးပေါင်းတာ6 9ပေါင်းတော့1တိပ်ပါဝါက6တိကဲနှစ်ခါက8တိ68ကဒီနေကုန်မှာ तू ကဆင့်ပြရမယ်နော်မျိုးလို့အဲ့တော့ဒီမှာပန်းရောင်လေးချဲထားတာကြည့်လိုက်ရအောင်3နဲ့ဒီ1နဲ့ပေါင်းမှာနော်အပေါ်မူအပေါ်ဆိုင်တိုင်းမယ်နော်3တိပ်ပေါင်းတော့4 လေးကိုဒီက6နဲ့ပေါင်းမှာနော်6ပေါင်းတော့3ည3ညရဲ့ပါဝါက9 3ညရဲ့နှက်ခတ်က9သူကဟိုဘက်ဒီဘက်ကို तू ကအပြီးဆင်းပြရနော်မျိုးလို့အဲ့တော့ဘာဆင်းပြီလဲဒီဘက်က1တလုံးနဲ့ဒီဘက်က9တလုံးနဲ့1ခွန်ဆိုပြီးတော့ဆင်းပြီးသွားတယ်နော်မျိုးလို့ ဲ့တော့နောက်ထပ်ထပ်ကြည့်အောင်တပွဲကို9နဲ့9နဲ့ပေါင်းမယ်9ခုပေါင်းတော့နှစ်နှစ်ကို9နဲ့ပေါင်းမယ်နော်ဒီသုံးလုံးပေါင်းတယ်နှစ်ခုပေါင်းတော့9ကိုပါဝါက၄ကိုရဲ့နှက်ခတ်က၆တဲ့နော်ကိုလေး၆ကဒီနေကုန်မှာ तू ဆင့်ပြရမယ် နော်အဲ့တော့ဆက်ကြည့်အောင်6နဲ့9နဲ့ပေါင်းမယ်6ခုပေါင်းတော့3 3ကိုဒီက1နဲ့ပေါင်းမယ်နော်ဒီလိုပေါင်းတယ်3 1ပေါင်းတော့4လေးပါဝါက9 4ရဲ့နှစ်ခက်က2 4 9 2ကလည်းဒီနေ့ကောင်မှ तू ဆင်ရမယ်နော်ဘာဆင်ပြီလဲဒီဘက်က4တလုံးနဲ့ဒီဘက်က4တလုံးနဲ့ မနက်ပိုင်းမှာလေးလေးဆိုပြီးတော့သူကဆင်းပြီးသွားတာဖြစ်တယ်နော်နော်မြို့လို့အဲ့တော့ဆက်ကြည့်အောင်6နဲ့3ညနဲ့ပေါင်းတော့6 6ကို4နဲ့ပေါင်းတော့3ည3ညရဲ့ပါဝါက9 3ညရဲ့နက္ခတ်က9နော် အဲ့တော့ဒီ6နဲ့ဒီ3ညနဲ့ပေါင်းတော့လဲ6 6ကိုဒီ4နဲ့ပေါင်းတော့လဲ3ညเนาะဒီလိုပေါင်းတယ်အဲ့တော့သူကလဲ3ည9ခွန်တော့သူကဒီနေကုန်မှာဆင်းရမယ်အဲ့တော့ဟိုဘက်ဒီဘက်ကအချိန်တူသွားတဲ့အတွက်ဒီ3ညတစ်လုံးမယ်သူကဆင်းပြီးသွားတယ်เนาะ3ည8ဆိုပြီးတော့ဒီဘက်ကလဲဒီ3ညတစ်လုံးမယ်ဆင်းပြီးသွားတယ် ဒီဘက်နဲ့ဒီဘက်နဲ့ကအချင်းရတူတယ်ဒီဘက်တည်းကအချင်းမတူဘူးเนาะအချင်းမတူတော့ तू ကအပြီးပေါက်ဆင်းတယ်အချင်းတူတဲ့အခါကျတော့ तू က၃ညာတစ်လုံးနဲ့ဆင်းပြီးသွားတယ်เนาะအဲ့တော့ဆက်ကြည့်အောင်၃နဲ့2နဲ့ပေါင်းတော့9 9ကို8နဲ့ပေါင်းမှာ9 8ပေါင်းတော့3၃ရဲ့ပါဝါက၈ 3ရက်နှစ်ခတ်က9နော်သူကဒီနေ့ကုန်မှဆင်းရမှာအဲ့တော့9နဲ့9နဲ့2နဲ့ပေါင်းတော့1တိကို3ညနဲ့ပေါင်းတော့1တိပါဝါက6တိကဲ့နှစ်ခတ်က8နော်ဒီမှာ3ညအချင်းတူတော့ဒီက3ည8ထွက်တယ် ဲ့တော့ဒီဘက်နဲ့ဟိုဘက်နဲ့အချိန်မတူချိန်မတူတော့သူကဒီဘက်က385ကို168နဲ့ကတ်လိုက်တဲ့အခါကျတော့သူကပါဆင့်ပြီးလဲဆိုတော့ဒီက3တလုံးနဲ့ဒီက8တလုံးနဲ့ညနေပိုင်းမှာ83ဆိုအပြီးဆင်းတယ်နော်အဲ့တော့မနက်ဖြန်အတွက်နော် တ်ခံအတွက်ကိုကျမယူခြင်းတာနော်အဲ့တော့ तू ကအပီးဆင်းတဲ့ site ကလေးဖြစ်နေလို့အဲ့တော့ဒီကက6 6နဲ့8နဲ့ပေါင်းတော့4 4ကို9နဲ့ပေါင်းမယ်နော်4 9ပေါင်းတော့1တိဘဝက6တိကေနခက6တိ6ရှိက မနှက်ဖန် သူကကီးဖြစ်တယ်နော်တိ6ရှိကသူကကီးဖြစ်တယ်နော်အဲ့တော့တဲ့ဒီက6နဲ့7နဲ့ပေါင်းတော့ခွန်ခွန်ကို2နဲ့ပေါင်းမှာနော်ခွန်နဲ့ပေါင်းတော့9ကိုပါဝါက၄ကိုရဲ့နှက်ခါက၆တဲ့မနှက်ဖန်အမျိုးတို့ဟိုဘက်ဒီဘက်ကအချင်းမတူတဲ့အတွက်အပီးပေါက် ဒီမှာလဲဟိုဘက်ဒီဘက်ဒီကအချိန်မတူတော့အပီးပေါက်တွေဆင်းတယ်နော်ဒီမှာဒါဒီမှာဒီတစ်ချက်ဒါ၃ညသူကဟိုဘက်နဲ့ဒီဘက်နဲ့ကီးရတူတဲ့အတွက်ဒီ၃ညတစ်လုံးနဲ့၃ညရှိဆိုပြီးသူကဆင်းပြီးသွားတာနော်အဲ့တော့ဒါအခုပြနေတာကီးဖြစ်ပါတယ်မျိုးလို့ရနော်ကီးပြီးလို့ရှိရင်ဒီဘက်မှာအချိန်လေးတွေဒီမှာထပ်ပြီးတော့ပြပေးမယ်ပြီးရင်ဘရိတ်ကလေးပါပြပေးမယ် မျိုးလိုလဲဗရိခရိကြိုက်တဲ့လူကလဲဗရိခရိနဲ့ထိုးပေါ့နော်အဲ့တော့ဒီနှလုံးပေါက်မှာဒီနှလုံးပေါက်တော့3 3ရဲ့ပါဝါက8သူကအချိန်နော်ဒီနှလုံးပေါက်တော့လဲ8နဲ့3ညနဲ့ပေါင်းတော့လဲ8 8ပါဝါက3 8 3အချိန်နော် ။ तू อ่ะဒီနေ့ကုန်မှာဆင်းရမယ်။ तू อ่ะချေအဲ့တော့တဲ့ तू อ่ะရှေ့သုံးဒီဘက်ကလည်းဒီလိုမျိုးပေါ့နော်အဲ့ဒီမှာဆင်းရမယ်ဟွာလေးတွေကနေနေရကလေးတွေတူတယ်နော်ဒီမှာတောက်လျှောက်နော်တောက်လျှောက်တူတယ်ဒါရှေ့သုံးချင်းရတယ်ဒီလိုဆိုတော့3 3ပါဝါကရှိဒီလိုဆိုတော့ရှိရှိပါဝါ3ရှိ3ချိန်မှာ तू ကဘာဆင့်ပြီးလဲဆိုတော့86ဆိုပြီးတော့ဒီရှိတလုံးဆင့်ပြီးသွားတယ် အဲ့တော့ဒီနှလုံးကိုပေါက်မှာဒီနှလုံးပေါက်တော့6 6ပါဝါကတ6 1ချင်းဒီမနဲ့ညာမှာဆင်းရမယ်ဒီနှလုံးပေါက်လိုက်တော့လေ6 5ပေါက်တော့တ1ပါဝါ6တ6အချင်းဘာဆင်းပြီလဲ65ဆိုတော့ဒီ6တလုံးဆင်းပြီလေနော်အဲ့တော့ဆက်ကြည့်မယ် 9နဲ့4နဲ့ပေါင်းတော့9 9ပါဝါက4နော်10နဲ့10နဲ့ပေါင်းတော့လေ9 9ပါဝါ4 9လေးချင်းကဒီမနဲ့ညာမှာဆင်းရမယ်။ဘာဆင်းပြီလဲ4လေးဆိုတော့ဒီ4တလုံးဆင်းပြီတယ်နော်ဒီဘက်ကတောက်လျှောက်နော်ဒီအချင်းလေးတွေနဲ့ညီတာဟုတ်တာအမျိုးတို့တွေစဉ်းစားနော်အဲ့တော့ နောက်ထပ်ထပ်ကြည့်အောင်၄နဲ့၄နဲ့ပေါင်းတော့၈၈ပါဝါက3နော်၃ညနဲ့၈နဲ့ပေါင်းတော့လဲ၈၈ပါဝါ၃မနေ့ညဆင်ရမယ်။ဗာဆင်ပြီလဲ၂၃ဆိုတော့ဒီ၃တလုံးဆင်ပြီ။နော်။အဲ့တော့မနေ့ဖန်အတွက်မနေ့ဖန်အတွက်ကချိန်ရမတူဘူးမျိုးတော့နော်။၂၃ပေါင်းတော့၅ အချိန်မတူအဲကြောင့်ဒီဘက်ကဟာလေးကပ်ပြီးမယ်နော်နေ့၃ပေါင်းတော့ငါငါပါဝါက၃ညအချိန်ရတယ်နော်၃ညအချိန်ရတယ်နောက်ပြီးတော့နေ့နဲ့၉နဲ့ပေါင်းတော့၁၁ပါဝါက၆နော်အဲ့တော့ဒီဘက်ကတိ6ချင်းညာဒီမှာတိ6ရှိကြီးရှိတယ်နော်ဒီမှာတိ6ရှိကြီးရှိတယ်ဒီမှာကလည်း6လေး6ဒီမှာကလည်းတိ6ချင်းညာတယ်နော် ီက9 3ညအချိန်ရထပ်ပြီးတော့ပြထားတဲ့အတွက်ကျမကဒီ16ရှိကိုဒီ6လေး9 3ညနဲ့ကတ်ပြီးမယ်နော်အဲ့တော့ပရိခရေးကြည်အောင်မလားပရိခရေးရတော့ဒါကြိုက်တဲ့လူကလည်းထည့်တော့နော်6နဲ့3ညနဲ့ပေါင်းတော့6ဩ sorry ဒီဘက်မှာကိရဒီဘက်မှာတခါတည်းဒီဘက်ကိုပြပေးတာနော်အမျိုးလို့ mà bể bể, aqui kim hậu nó bể. 6ရှိအချင်းရတော့မျိုးလို့မာရဲမနက်ဖန်အောင်နော်ဒီဘက်ကလည်းကီးထက်ခေါ်ရင်ရတယ်ဒါအမျိုးတို့တွေမြားအကုန်မှာဆိုလို့နော်ကျမကီးထက်မခေါ်ဘဲနဲ့ဒါပရိတ်ကိုယ်တာပြပြီးမှာကီးထက်ခေါ်လို့ရှိရင်လည်း16ရှိကီးရတယ်မျိုးလို့နော်ပြကျင်သေးတယ်ဒါအမျိုးတို့ ထပ်ပြီးတော့ပြကျင်သေးတယ်เนาะဒါမျိုးတို့လဲဟိုဟာကိုဟိုဟာဖြစ်လို့ကြအောင်ပေါ့ဟိုကျွန်မထပ်ပြီးတော့အယောင်လေးခြေလိုက်အောင်မအယောင်လေးခြေလိုက်အောင်မဆိုတော့အယောင်လေးကတော့နည်းနည်းတော့ထပ်သွားမယ်မျိုးတို့เนาะဒီလိုလေး အီးလေးတွေရတာကိုပြကျင်လို့နော်အဲ့ဒါဆိုတော့ဒီလိုပေါင်းလိုက်ဦးမှာငါးနဲ့လေးနဲ့ပေါင်းတော့ကိုကိုဒီ၃ညနဲ့ပေါင်းတယ်နော်ကိုကိုဘဝလေးကိုရဲ့နှခက်က6ကိုလေး6နော်သူကကီးသူကကီးရဘာဆင့်ပြီးလဲဆိုတော့6 6ဆိုတော့သူက6တလုံးဆင့်ပြီးနော်ဒါလေးရတော့ဒါအမျိုးတို့သုံးလို့ရအောင်6 6ပေါင်းတော့4 နော်ဒေးကိုဒီတက်နဲ့ပေါင်းမှာနော်ဒီတက်ပေါင်းတော့ငါငါဘာဝါ၃ညာငါရဲ့နှစ်ခါက၃ငါ၃ညာ၃ငါသူကကီးနော်အဲ့လိုရတယ်ဘာဆင်းပြီလဲငါလေးငါ၆ဆိုတော့ငါတလုံးဆင်းပြီနော်အဲ့တော့ဆက်ကြည့်ငါနဲ့၆နဲ့ပေါင်းတော့တက်တက်ကို၆နဲ့ပေါင်းတော့ခွန်ခွန်ဘဝက2ခွန်ရဲ့နှစ်ခါက3ညခွန်2 3ညကကီး နော်ပတ်ဆင်ပြီးလဲ၃ညတစ်လုံးဆင်ပြီးတယ်အဲ့တော့ဆက်ကြည့်အောင်၃ညနဲ့၃ညနဲ့ပေါင်းတော့၃ည၃ညအောင်နှစ်နဲ့ပေါင်းတော့နှစ်နှစ်ပါဝါခွန်နှစ်ကနခက်က၄နှစ်ခွန်၄00ဒီနေ့ကောင်မှသူကဆင်ရမယ်ပါဆင်ပြီးလဲနှစ်၃ဆိုတော့ဒီလိုလဲသူကအပြီးဆင်တယ်နော်နှစ်၃ဆိုတော့ဒီနှစ်တစ်လုံးဆင်ပြီးတယ်နော်အဲ့တော့မနက်ဖြန်အတွက်ကိုကျွန်မကြည့်လို့ခြင်းတာမျိုးလို့နော်6ခုပေါင်းတော့9 ငါးကို6နဲ့ပေါင်းတော့ဆိုဒီ6နဲ့6နဲ့ပေါင်းတော့နှစ်နှစ်ကို9နဲ့ပေါင်းတော့တင့်နော်တင့်တစ်ဘာဝ6တစ်ကနှစ်ခါကရှိတစ်6ရှိကီကိုမာတယ်ဆိုတာဟုတ်တာအမျိုးတူပြပေးတယ်နော်ဒီဘက်မှာလဲတစ်6ရှိကီဒီမှာလဲတစ်6ရှိကီဒီမှာက6လေး6ကီဒီမှာက16အချိန်နော်အဲ့လိုကြီးရတယ် ပရိတ်ကတော့ဒီအဝါနှလုံးပေါင်းတာနော်မြို့လူတွေလည်းမျက်စီတွေနောက်ပုံမှာဆိုလို့ဒီအဝါနှလုံး6နဲ့3ညနဲ့ပေါင်းတော့6 6ပါဝါက1အဲ့ဒါ तू ကပရိတ်နော်6တိပရိတ်6တိပရိတ်က तू ကဘာဆင်ပြီလဲတင်ငါဆိုတော့6ပရိတ်ဆင်ပြီသွားနော်အဲ့တော့9နဲ့1နဲ့ပေါင်းတော့6 6ပါဝါက1 6တိသူလဲပြိတ်6တိပြိတ်က तू ကဘာဆင်းပြီလဲ96ဆိုတော့တိပြိတ်ဆင်းပြီလေဒါအမျိုးလိုပြိတ်ကလေးနဲ့လဲကတ်ထိုးလို့ရအောင်ကျမရှာပြီးတာနော်ခွန်နဲ့6နဲ့ပေါက်မှာခွန်6ပေါက်တော့3 3ဘာဝါက8 तू လဲပြိတ်ပဲနော်3ရှိပြိတ်3ရှိပြိတ်ကဘာဆင်းပြီလဲလေးလေးဆိုတော့8ပြိတ်ဆင်းသွားတယ်ဟုတ်ပြီနော်အဲ့တော့3နဲ့2နဲ့ပေါင်းတော့9 9ပါဝါ3ည ငါးတုံညာကလည်းဗရိတ်တဲ့။ဗာဆင့်ပြီးလည်းအမျိုးတို့2 3 6 9ဆိုတော့၅ဗရိတ်နော်။အဲ့တော့မနက်ဖန်အတွက်က6 6ပေါင်းတော့၄၄ပါဝါက9တဲ့အမျိုးတို့ဤဗရိတ်ကနော်ဗရိတ်ဗရိတ်ကတော့၄ခုဗရိတ်ရတယ်။ဒါလေးကခုနကပြတာလေးကဒါအမျိုးတို့ကီးထပ်ပြီးတော့ခေါ်တာနော်ဒီဘက်နဲ့ဒီဘက်ကလည်း16ရှိကီးနော်ဒီမှာဒီကလည်း16ရှိကီး ဒါကတိရံဒါဝမ်းကျင်းတစုံက1 6ဒီဘက်ကလည်း6လေး6เนาะအဲ့ဒီတော့တဲ့အမျိုးတို့ကိုကျမကကြီးရတော့16ရှိကြီးကြီးအမာเนาะအမာကြီးဒါအမျိုးတို့ရှိမှရရှိထားတဲ့ခဏရှိရင်လည်းဒီ16ရှိကြီးနဲ့ကတ်ပြီးတော့ယူတော့မှာเนาะ ျွန်မကတဲ့ဧည့်ထဲထဲမှာအကြိုက်ဆုံးပတ်တီးကိုကျွန်မပေးမယ်အကြိုက်ဆုံးပတ်တီးကချနော်ချောက်ရှိကိုကြိုက်တယ်နော်ဗရိတ်ကတော့၄ကိုဗရိတ်နော်မြို့ ဗရိတ်ကြိုက်တဲ့အမျိုးတွေကတော့ဗရိတ်ကိုယူသုံးမှာဒါမှမဟုတ်လို့ရှင်၁68ကိုကိုညံရှိတယ်လို့လေးနဲ့ဗရိတ်နဲ့ထိုးမယ်ဆိုရင်လည်းကိုညံရှိတယ်လို့လေးနဲ့ထိုးပါနော်ကျမကတော့အကောင်းဆုံးဖြစ်အောင်လို့တော့တွဲပြီးမယ်အဲ့တော့6နဲ့ဆိုလို့ရှိရင်64ဟိုဘက်ဒီဘက်ကအပြီးဆင်းတယ်နော်64ချောက်ကူနော်

đồ đồ lý giả đoạn này Ê đồ cháu này xuống nhé cháu lý cháu cú cháu lý cháu cú cháu ngó cháu ngó cháu tù nhà nó thì ngã tù nhà này cả đã nó nhiều rồi, Ê đồ đấy ရှစ်နဲ့ဆိုရင်ရှစ်လေးရှစ်ကိုရှင်ငါရှင်ငါရှစ်ဆယ်ကရှစ်တုံညာကတော့ရှစ်တုံညာကတော့ကျမရံွက်ထဲမှာထည့်ပေးမယ်ဘာဖြစ်လို့လဲဆိုတော့လက်တွေ့ဆိုင်မှာဝန်ချင်းကြီးဖြစ်နေတဲ့အတွက်เนาะ

ဟိုဟာဆိုတော့ကိုးလေးပရိတ်နဲ့ညိမယ်ဆိုလို့ရှိရင်40ထည့်မယ်နော်90ထည့်မယ်ဒါကိုးလေးပရိတ်နဲ့နော်ဒီမှာဒီ3ည9နဲ့ကတ်တာဒီ3ည ਨੇ ဆို90 40မ60ရတော့ပါတယ်60ရတော့ဒါမျိုးလို့ကြည့်တာထိုးနော်အဲ့တော့ဒါရံကွက်ကတဲ့8နဲ့80ထည့်မယ်1နဲ့ရံမယ်ဆိုလို့ရှိရင် တင်းနေဆိုရင်တကူတလီတချောက်ကတော့ဘာမှဖြစ်တော့နော်တင်းငါတကွက်ရှိမယ်အဲဆိုတော့ဘယ်နှကွက်ဖြစ်သွားပြီလဲ36ခုန်ရှိ9ကွက်10 17 12 73ကွက်တော့ဖြစ်နေပြီနော်အဲ့ဒါလေးတော့မျိုးတို့ထိုးဒါလေးကတော့နည်းနည်းပဲထိုးဒီဘောကတော့ main ကွက်နော် ဒါမိန်ကွက်ဒါမိန်ကွက်ပြီးတော့အာပြီးတော့ထိုးဒီနေ့လဲအာခိုက်နေเนาะအမျိုးလိုဘယ်ဟာဖြစ်ဖြစ်အာမအားလို့တော့နောင်တရသွားမှာအနည်းနဲ့အများတော့အာထိုးတဲ့ဆိုတာတော့ကံကောင်းရင်ရမယ်ကံမကောင်းရင်မရဘူးเนาะအဲ့တော့တဲ့အဲ့ဒါလေးတော့ရတယ်အမျိုးလို့ဤ ဒါကမင်းဒါအမျိုးလို့ရှိမှရရှိထားတဲ့ခဏရှိနေတယ်ဒီ168ကိုကိုရတဲ့ခဏလေးနဲ့ကတ်ထုံနော်ပရိတ်ကတော့၄ခုပရိတ်ရှိတယ်နော်အဲ့ဒါဆိုရင်မနက်ဖန်9ရက်ဗုဒ္ဓဖူးမနေ့ညမှာလဲအောင်မြင်မှုတွေကိုထပ်ခါတလဲလဲရရှိနိုင်ကြပါစီနော်